မင်္ဂလာပါရှင်၂014ခုနှစ်ဇူလိုင်လ31ရက်ကြာတာပြည်နေ့ညပိုင်းလွတ်လပ်တဲ့အာရှတဲ့ RFA ရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုအမေရိကန်ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျမကခင်ခင်ဤပါ RFA ရဲ့အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ9နာရီထိတင်ဆက်သွားမှာပါဒီအစီအစဉ်ကိုပဲနောက်တစ်နေ့မနေ့9နာရီခွဲမှာတစ်ချိန်နေ့လယ်တနာရီမှာတစ်ချိန်ပြန်လည်ထုတ်လွှင့်ပေးနေတဲ့အကြောင်းအသိပေးရပါတယ်ဒီကနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတင်ပြပေးပါမယ်ရှင် မြန်မာနိုင်ငံနဲ့လိုင်လျောညီထွေရှိမဲ့ရွေးကောက်ပွဲစနစ်ကိုဖော်ဆောင်ပေးနိုင်မှုအတွက်လေလာတုံးတက်ရေးကော်မရှင်ကိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်16ဦးဥပဒေပညာရှင်9ဦးနဲ့ဒီကနေ့ပြည်သူ့လွှတ်တော်မှာဖွဲ့စည်းလိုက်ပါတယ်။ PR လို့ခေါ်တဲ့အချို့ကျကိုစားပြုစနစ်နဲ့မဲအများဆုံးလူအနိုင်ရတဲ့ FTPD စနစ်နှစ်ခုထဲကတစ်ခုခုကိုအခြေခံတာဖြစ်စေ ဒါမှမဟုတ်နှစ်ခုလုံးကိုအခြေခံတဲ့စနစ်ဖြစ်စေမြန်မာနိုင်ငံနဲ့လိုက်လျောညီထွေရှိမဲ့ရွေးကောက်ပွဲစနစ်တစ်ခုကိုလေလာသုံးသပ်ဖော်ဆောင်ပေးဖို့အတွက်ဒီကော်မရှင်ကိုဖွဲ့စည်းတာဖြစ်တယ်လို့လွှတ်တော်ဥက္ကဋ္ဌသူရဦးရှိမင်းကပြောပါတယ်ကော်မရှင်ရဲ့တက်တန်းဟာဒီကနေ့ကနေနှစ်လတိတိရှိရမှာဖြစ်ပြီးတကယ်လို့ကော်မရှင်လုပ်ငန်းမပြီးသေးရင်ပြည်ထောင်စုလွှတ်တော်ကိုအစီရင်ခံစာပေးသွင်းနိုင်တဲ့အထိတက်တန်းတိုးမြှင့်သတ်မှတ်သွားမယ်လို့ဆိုပါရယ် ဒီကနေ့ဖွဲ့စည်းလိုက်တဲ့ကော်မရှင်မှာကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီကကိုယ်စားလှယ်9ဦး၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က2ဦး၊အမျိုးသားဒီမိုကရေစီအားစု NDF ပါတီက2ဦး၊တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်1ဦးနဲ့တခြားနိုင်ငံရေးပါတီတွေကလွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် စုစုပေါင်း19ဦးနဲ့ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ကော်မရှင်ဥက္ကဋ္ဌအဖြစ်ကြက်ခိုင်ဖွံ့ဖြိုးရေးပါတီကဦးတင်မောင်ဦးအတွင်းရမှုအဖြစ်ဦးသိန်းထွန်းဦးတို့ကိုတာဝန်ပေးထားပြီး ဲ့ဒီကော်မရှင်ဟာဒီကနေ့ပထမဆုံးအစည်းအဝေးကျင်းပခဲ့တယ်လို့လည်းသိရပါဗျ။ NDF ပါတီရဲ့ကိုယ်စားလှယ်ဦးအောင်စင်တင်သွင်းခဲ့တဲ့အဆိုနဲ့ပတ်သက်ပြီးလေလာရေးကော်မရှင်ဖွဲ့စည်းဖို့ပြည်သူ့လွှတ်တော်ကဇူလိုင်လ29ရက်နေ့မှာဆုံးဖြတ်လိုက်တာဖြစ်ပါတယ်ရှင်။ပြားလို့ခေါ်တဲ့အကျိုးကျကူစားပြုစနစ်ကျင့်သုံးမှာကိုမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကထောက်ခံတယ်ဆိုပြီးပြည်သူတွေကြားထင်ယုံထင်မှားဖြစ်လာတဲ့အတွက်ပြားစနစ်ကိုမထောက်ခံကြောင်းဒီနေ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဇူလိုင်လ29ရက်နေ့ပြည်သူ့လွှတ်တော်စည်းဝေးမှာဒေါက်ဆန်းစုကြည်နဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ NDF ပါတီကဥအောင်စင်တင်သွင်းတဲ့အဆိုကိုထောက်ခံဆွေးနွေးခဲ့တာမဟုတ်ဘဲဒီအဆိုအပေါ်မှာလွှတ်တော်ဥက္ကဋ္ဌသူရဥရွှေမန်းရဲ့ပြန်လည်ရှင်းလင်းအဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ်မှာသာထောက်ခံတာဖြစ်တယ်လို့ဥရွှေမန်းရဲ့ရှင်းလင်းချက်ကိုကိုးကားပြီးကြေညာချက်မှာဖော်ပြထားပါတယ်။ ီကိစ္စနဲ့ပတ်သက်လို့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်တွေမနေ့ကလက်မှတ်ရေးထိုးပြီးသူရဥရှိမန်းထံကိုပေးပို့ထားတယ်လို့လည်းညင်ညာချက်မှာပါရှိပါတယ်ရှင်။ပြည်အောက်ကအချိုးကျကိုစားပြုစနစ်ကျင့်သုံးဖို့ပြည်သူ့လွတ်တော်မှဆွေးနွေးခဲ့တာကိုကန့်ကွက်တဲ့အနေနဲ့လာမယ့်ဩဂုတ်လ9ရက်နေ့မြို့တော်ခမရှိမှာဆန္ဒပြသွားမယ်လို့ပြည်သူ့လှုပ်ရှားမှုမြင့်တင်ရေးကွန်ရက်ကပြောပါတယ်။ရန်ကုန်မြို့မြန်မာ journalist ခွန်ရဲ့ရုံးခန်းမှာဒီကနေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာအခုလိုပြောလိုက်တာပါ 2008ဖွဲ့စည်းပုံခြေခံဥပဒေကိုတော့မပြည့်စင်နိုင်သေးတဲ့အချိန်မှာ PR စနစ်ကိုကျင့်သုံးဖို့တင်သွင်းလာတာဟာမယိုးသားတဲ့လူကြံမှုတစ်ခုဖြစ်တယ်လို့ပြည်သူ့လှုပ်ရှားမှုအမြင့်တင်ရေးကွန်ရက်ကဥကြည်လင်းကပြောပါတယ်။လာမယ့်ဩဂုတ်လ9ရက်နေ့မှာမြို့တော်ခမ်းမရှိမှာဆန္ဒပြဖို့ကြောက်တရားမြို့နယ်ရဲစခန်းကိုအကြောင်းကြားထားတယ်လို့လည်းသိရပါတယ်။ပြည်သူ့လွတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လွတ်တော်ရန်သားချိန်မှာလွတ်တော်ရေးရာကိစ္စတွေကိုဆောင်ရွက်ဖို့အတုံးစရိတ်အဖြစ် ကျက်၄သိန်းထက်မပိုတဲ့ကြိုတင်ငွေတွေထုတ်ယူနိုင်ကြောင်းလွှတ်တော်ဥက္ကဋ္ဌသူရအရှိမန်းကမနေ့ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ RFA ဖွဲ့သားကုကျော်မင်းထွန်းကတင်ပြထားပါတယ်ရှင်။ဒီလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့သက်ဆိုင်ရာမဲဆန္ဒအနေမှာလွှတ်တော်ရန်နာထားခြင်းလွှတ်တော်ရည်ရာကိစ္စတွေဆောင်ရွက်ဖို့ကုန်ကြစိတ်အဖြစ်ငွေကျက်၄သိန်းထက်မပိုတဲ့ကြိုတင်ငွေကိုထုတ်ယူအသုံးပြုနိုင်တယ်လို့ဒီလွှတ်တော်ဥက္ကဋ္ဌသူရအရှိမန်းက မနေ့ကရန်စွန်းနဲ့ကျင်းရတဲ့ဆောင်ထုတ်ပြန်လိုက်ပါတယ်။လွတ်တော်ရေးရာကိစ္စတွေကိုကွန်ဆင်ဆောင်ရွက်တဲ့နေရာမှာအသုံးစရိတ်တွေလိုအပ်တဲ့အတွက်လွတ်တော်ကနေပြီးတော့အကြိုတင်အသုံးစရိတ်ထုတ်ပေးတာဖြစ်တယ်လို့ကချင်ပြည်နယ်လာကြားရံမဲဆန္ဒနယ်ပြည်သူ့လွတ်တော် ကိုယ်စားလှယ်တော်တွဲဘူးကပြောပါတယ်။မဲဆန္ဒနယ်ဆင်းတဲ့အခါလေအဲ့ဒီခါမှမာဟိုအသုံးစရိတ်ပေါ့ဒီလွတ်တော်တက်တဲ့အခါလိုပဲအဲ့ဒီကာလကလည်းကုမဲဆန္ဒနယ်သွားရတဲ့ဆိုတဲ့အခါကျတော့အဲ့ဒီမှာစားစိတ်တဲ့ကိုယ်စားလှယ်ပေါ့နော်အသုံးစရိတ်နောက်ပြီးမှ အဲအဲ့ဒီမှာတကယ်လို့အခမ်းအမတွေဘာတွေငားရတယ်နောက်မှအဲဟွာဘောနော်ရှင်းပြဖို့အတွက်အတန်ချစ်ဆက်တွေဘာတွေငားရတယ်အဲအဲ့လိုအသုံးစိတ်တွေသုံးဖို့အတွက်ပေးတာပါဒီလိုတော့ခရနီနဲ့လွတ်တော်ကိုယ်စားလှယ်တွေကိုအခုလိုအသုံးစရိတ်ထုတ်ပေးတာဟာဒါပထမဆုံးအကျင့်ဖြစ်ပါတယ်။အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကကိုယ်စားလှယ်တွေကတော့အခုလိုထောက်ပံ့ခြင်းငွေရယူဖို့ပါတီအနေနဲ့မူဝါဒမရှိသေးတဲ့အတွက်လက်ခံထားခြင်းမရှိဘူးလို့သိရပါတယ်။နောက်နောက်ဆက်မှာလည်း အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရဲ့ကိုယ်စားလှယ်အနေနဲ့ဒီချီးမြှင့်ငွေတွေရယူဖို့အစီအစဉ်မရှိဘူးလို့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ရဲ့ပသိမ်မဲဆန္ဒနယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဥဝင်းမြင့်ကပြောပါတယ်သူ NLD ရကိုယ်စားလှယ်တွေကတော့အဲ့ဒီလေးစင်းကိစ္စကိုတူဦးမှမယူဘူးအဲဒါတခုပေါ့နော်နောက်တစ်ခုကအငယ်တိတလောက်ကတော့ဒီလွတ်တော်ကိုယ်စားလှယ်တွေရဲ့ဈေးနဲ့ချီးမြှင့်ငွေခံစားဝတ်မှာအဲ့ဒီဟာနဲ့ပတ်သက်လို့ဥပဒေပြဋ္ဌာန်းတာလည်းမတွေ့ရှိရသေးဘူးဒါနဲ့တော့မဆိုင်ဘူးဒါနဲ့ အနေတည်းကကိုယ်စလဲတွေကတော့မယူမူရကိုဒေသင်းကိစ္စအောင်မယူဘာကြောင့်မယူလဲဆိုအဲ့ဒီဒေသင်းကိစ္စမလိုချင်လို့ပေါ့မသုံးချင်လို့ပေါ့ပြည်သူ့လွတ်တော်ဥက္ကရာရဲ့ကြေညာချက်ထဲမှာပြည်သူ့လွတ်တော်ရဲ့ချီးမြှင့်ငွေနဲ့ဇယိမ်များဆိုင်ရာဥပဒေပုံမှန်3အခန်း6 9 8 9 10 0နဲ့အညီအခုလိုချီးမြှင့်လာလို့ဆိုပါတယ်ထောက်ပံ့ခြင်းငွေ300ရာနဲ့ပတ်သက်ပြီးဒီတော်စုစင်းစစ်ချုပ်ရုံးရဲ့လှုံထုံးလုံနီးနဲ့ညွှန်ကြားချက်တွေနဲ့အညီလိုက်နာဆောင်ရွက်မှာဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်ခင်ဗျာ။ RFA ဖွဲ့သားကိုကျော်မင်းထွန်းတင်ပြသွားတာပါရှင်။ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံဆွေးနွေးတဲ့အခါမှာဒီမိုကရေစီရေးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရေးစတဲ့အခြေခံမူဆယ်ချက်ကိုဆွဲကင်ထားဖို့အတွက်တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့ရဲ့ NCCT အစည်းအဝေးကဆုံးဖြတ်လိုက်ပါတယ်။ဇူလိုင်လ25ရက်နေ့ကနေ29ရက်နေ့အထိကချင်လူမျိုးရေးဖွဲ့ KIO ဌာနချုပ်လိုင်စာမှာ၄ရက်ကြာပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာတနင်္ဂနွေလုံးပြည့်ခတ်ရက်ဆယ်ရည်ဒုတိယမူကျမ်းနဲ့ပတ်သက်လို့အသေးစိတ် ಸು ွေးနွေးခဲ့ကြပြီးအခုလိုဆုံးဖြတ်ခဲ့တာပါ။ NCCT ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများ Democratic တပ်ဦး ABSDF ရှမ်းပြည်ပြည်လဲထူထောင်ရေးရှမ်းပြည်တပ်မတော် RCSS နဲ့ညီညွတ်သောတိုင်းရင်းသားလူမျိုးများ Federal Council UNFC ကလည်းလေလာသူတွေအဖြစ်တယောက်ခဲ့ကြပါတယ်။ NCCT အဖွဲ့မှမပါဝင်တဲ့ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA မိုင်းလာအဖွဲ့ခေါ်မြို့သား Democratic မဟာမိတ်တပ်မတော် NDAA နဲ့နာခအမျိုးသား Socialist Council တို့ကိုလည်းဖိတ်ကြားခဲ့ပေမဲ့မတက်ရောက်ခဲ့ဘူးလို့သိရပါတယ်ရှင်။ မန္တလေးတိုင်းစင်ကူးမြို့နယ်ရှောက်ပင်ရိုးကျေးရွာအုပ်စုကံတောင်ကျေးရွာအနီးကရွှေရင်တခုကိုတရားမဝင်ထုဖော်နေတဲ့ဆိုပြီးပြည်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကဝင်ရောက်ဖမ်းဆီးခဲ့တာကြောင့်ရွှေရင်တွေထဲမှာအလုတ်သမားတရားနီးပါးပိတ်မိနေတယ်လို့သိရပါတယ်။ RFA သတင်းတောက်ကိုကြော်သူကတင်ပြထားပါတယ်ရှင်။မန္တလေးတိုင်းဒေသကြီးစင်ကူးမြို့နယ်ကံတောင်ကျေးရွာအနီးမှာရှိတဲ့ရွှေတူးပေါ်နေတဲ့ရွှေတွင်းတခုကိုပြီးခဲ့တဲ့ဇူလိုင်လ28ရက်နေ့ကတရားမဝင်ရွှေတူးပေါ်နေတယ်လို့ဆိုပြီး ကြည်ဦးလွင်ခရရဲတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။အဲ့ဒီအင်းကိုမက္ကိုင်းဆိုသူကပိုင်ဆိုင်ပြီးလွန်ခဲ့တဲ့9နှစ်လောက်ကတည်းကတပ်ထူတွင်ဝင်ကြီးဌာနကတရားဝင်ခွင့်ပြုချက်မရဘဲလုတ်ကင်ခဲ့တာလို့သိရပါတယ်။ချိုတင်အတီပေးအကြောင်းကြားခြင်းမရှိဘဲဝင်ရောက်ဖမ်းဆီးလိုက်တာကြောင့်ရွှေအင်းထဲမှာရွှေတူးဖော်နေတဲ့ရွှေလုံသားတရားနီးပါးလောက်ဟာဖမ်းဆီးခံရမှာကိုစိုးရင်ပြီးအပေါ်တက်မလာရဲတော့ဘဲဒီကနေ့အချိန်ထိပိတ်မိနေကြတယ်လို့ဒေသခံတွေကပြောပါတယ်။ သူတို့ခုဆွေတွင်းထဲမှာပိတ်မိတယ်ဆိုတာအဲဆွေတွင်းကပေ1500 2000ရှိတဲ့အတွက်အောက်မှာကျွန်တော်တို့တပတ်လေရဖို့ဆိုတာအင်တန်ခက်ခဲတယ်စက်တွေမောင်းမှသာသူကလေရတာအဲ့တော့စက်တွေမမောင်းဘဲနဲ့စက်တွေကလည်းအပေါ်ကဖြတ်ပြလိုက်ပြီကျွန်တော်တို့စက်တွေဖြတ်ပြတဲ့အတွက်အောက်မှာလေမွန်းကျပြီးတော့အသက်ရှူကျပြီးတော့တိတ်ဆုံးနိုင်တယ်အောက်ကလည်းရေကအများအားထွက်နေတဲ့အတွက်အဲ့ဒီရေတွေလည်းနစ်ပြီးသေးနိုင်တယ်အမှန်အနေကြီးတယ်ပေါ့ဗျာအပေါ်ကနေပြီးတော့အောက်ကလူတွေတက်နိုင်အောင်လုံမပေးနိုင်ရင်တော့ ဒီအင်းကအင်တာအနေကြီးပါလေဒါအပြင်ရဲတပ်ဖွဲ့ကရွှေချက်လောက်ရခြံဝင်းနဲ့ရွှေရင်းနေရာကိုလုံခြုံရေးတွေထထားပြီးပိတ်မိနေတဲ့ရွှေလုတ်သားတွေအတွက်တစုံတရာကူညီဆောင်ရွက်ပေးမှုမရှိသလိုရွှေတွင်းနဲ့ကိုလှွတ်သွင်းပေးထားတဲ့လေပေးစက်တွေကိုတက်တီကန်ပစ္စည်းတွေအဖြစ်ဖြုတ်သိမ်းနေတယ်လို့ဒေသခံတွေကပြောပါတယ်။မနေ့ကမီဒီယာတွေရောက်ရှိနေချိန်မှာရွှေတွင်းနဲ့ကထွက်လာတဲ့ရွှေလုတ်သား26ဦးကိုတော့ရွှေတွင်းအဝမှာရဲတပ်ဖွဲ့က2ဦးကိုဖမ်းဆီးခဲ့ပြီး ချန်တဲ့သူတွေကိုပြန်လွှတ်ပေးလိုက်ပါတယ်။အခင်းစတင်ဖြစ်ပွားခဲ့တဲ့အနေကရွှေချက်လုံရချန်တဲ့ကရွှေလုံသား16ယောက်ကိုလည်းရဲတပ်ဖွဲ့ကဖမ်းဆီးထားပြီးမိသားစုဝင်တွေနဲ့တွေ့ခွင့်မရဘူးလို့သိရပါတယ်။ကျမသားလေးဘယ်မှာရောက်နေလဲဆိုတာသူတို့အတိအကျကျမတို့မှာအခုချိန်ထိအဆက်အသွယ်လုံးဝမှမရပါဘူး။သူတို့ဥပဒေအရာကိုကျမသားအပြစ်ကိုကျူးလွန်ခဲ့ရင်ထိမ့်သိမ့်ထားတာအမှန်ဖြစ်ခဲ့ရင်ဒါကျမသားကိုရှိတဲ့နေရာကိုဒါဘယ်စကမ်းမှာရှိတယ်ဟဲ့ဘယ်စကမ်းမှာလိုက်သွား ါသူတို့ဘိုလေးတွေစကမ်းမှုတွေမြို့နယ်မှုတွေဒါဥပဒေမှာဒါအကြီးကဲတဲ့ကျွန်တော်တို့ဆောင်ရွက်ပေးရမှာပါအခုကျမတို့ကလေးမှာဘယ်မှာရှိပါလဲဘယ်မှာရှိပါလဲဆိုပြီးတော့ like ခဲတဲ့ like ခဲရလဲအပြောက်တဲ့သူရှာရတယ်လို့ပဲကောက်ရိုးပုံကြတဲ့အက်ကမှာပြန်တွေ့ပါလိမ့်မယ်ကျမသားအခုချိန်ထိတက်တော့မရပါဘူးကျမသားလေးဘယ်မှာရောက်နေရဆိုတာလည်းမသိပါဘူးကျမသားမှာအသက်လည်းမပြည့်သေးပါဘူးဆက်ကုန်နေနေ၁၀နှစ်ရှိတော့မှမပြည့်ရသေးပါဘူးအဲ့ဒီအခင်ဖြစ်ပွားတဲ့နေ့ကဖန်းစည်းမှုတွေရှိခဲ့တဲ့အပြင်ရဲတွေနဲ့ ရွှေလုံသားတွေရုံရင်ဆန်ခတ်ဖြစ်ပွားခဲ့ကြပြီးရက်တက်ဖွဲ့ကတနက်အချက်20ကျော်ဖြစ်ပေါက်ခဲ့တယ်လို့ကန်တောင်ဒေသခံတွေကပြောပါတယ်။သူတို့ပထမဟိုတက်တီကံပစ္စည်းဂျုံမိုင်း90တောင်းတယ်လို့ပြောတယ်။အဲဂျုံမိုင်း90တောင်းလို့ညှိကြပြောကြတော့မှဟိုဂိမ်းတဲ့ပေါက်တာတွေပါတယ်ဖြစ်ကုန်ညာရုပ်သေးသေးတွေဖြစ်ကုန်ညာအဲ့ဒါဘယ်ဘယ်ဖြစ်တယ်တော့မပြောတတ်ဘူး။ဒီလိုကိစ္စမျိုးမှာများသောအားဖြင့်ပျောကတွေဆိုတာပါတယ်လေ။ဒီလိုပေါ့ရုပ်ရုပ်သေးသေးဖြစ်အောင်လုပ်တဲ့နီးတွေတုံးတာတွေလည်း ဖြစ်တတ်တယ်ဒါဘသူကဘသူမှန်ပြီးတော့ဘသူကဘသူမှားတယ်ဆိုတာတော့ဘုန်းကြီးတို့မပြောတတ်ဘူးဒီကိစ္စကိုတော့ဖြစ်သွားတာတော့အမှန်ပဲအဲ့ဒီရွှေတွင်းကိုကန်တောင်ရဝတ်တီဖတ်ရှည်ချောင်းကြီးနွယ်ယုံတက်တောက်ပေါက်စတဲ့ကျေးရွာကရွှေလုံသားတထောင်ကျော်လောက်ကရွှေတူးဖော်လုတ်ကင်နေကြတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ RFA သတင်းတောက်ကိုကြော်သူတင်ပြသွားတာပါတရုတ်မြန်မာနယ်ဆက်နမ်ခမ်းမြို့နယ်နောင်ခမ်းကျေးရွာအုပ်စုနောင်မတာကျေးရွာမှာ အစိုးရတပ်ကရာရှိတအူးနဲ့တပ်သားတအူးအသက်ခံခဲ့ရတာနဲ့ပတ်သက်ပြီးကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ရွာလူကြီး၄ဦးကိုစစ်တပ်ကဖမ်းဆီးရိုက်နှက်စစ်ဆေးတာကြောင့်ရွာသား900ကျော်တရုတ်နိုင်ငံဘက်ကိုထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။ဇွန်လ29ရက်နေ့ကတညလုံးရိုက်နှက်စစ်ဆေးမေးမြန်းခဲ့တယ်လို့ဇွန်လ30မိနစ်ကလည်းညတကောင်ကျော်အထိခေါ်ယူပြီးရိုက်နှက်စစ်ဆေးခဲ့တဲ့အတွက်ရွာသားအလုံးကြောက်လန့်ပြီးတော့အခုလိုထွက်ပြေးသွားကြတာလို့နမ်ခဲမြို့နယ်ပြည်သူ့လွတ်တော် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဆိုင်တင်ဦးကပြောပါရယ်ဒီလ29ရက်နေ့ကနောင်မတာကြေးရွာကကြံကင်းတစ်ခုအနီးမှာတပ်မ88ကတက်ခွဲမှုအဆင့်ရှိတဲ့ဗိုလ်ကြီးဝင်းသူရထွန်းနဲ့တပ်သားတဦးတနက်ဒဏ်ရာဓာတ်ဒဏ်ရာတွေနဲ့တိတ်ဆုံးခဲ့တာလို့သိရပါရယ်နောက်မတာကျေးရွာဟာတရုတ်နိုင်ငံနဲ့ကချင်ပြည်နယ်ရှမ်းပြည်နယ်ကြားနယ်မြေချင်းထိစပ်နေတဲ့ဒေသဖြစ်ပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့လှုပ်ရှားသွားလာခဲ့တဲ့နယ်မြေဖြစ်တယ်လို့လည်းသိရပါပါတယ်ရှင်။ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့မြန်မာ၊ထိုင်း၊ဗီယက်နမ်နဲ့ကမ္ဘောဒီးယားနိုင်ငံတွေမှာငှက်ဖျားယောဂါကုသဆေးမတိုးတော့တဲ့လူနာတွေအများအပြားတွေ့နေရပြီလို့ကမ္ဘာ့ကျန်းမာရေးထိပ်တန်းပညာရှင်တွေကမနေ့ကသတိပေးလိုက်ပါတယ်။ဗြိတိန်နိုင်ငံခြေဆိုင် New England ဆေးပညာဂျာနယ်မှာဖော်ပြချက်အရဆိုရင်မြန်မာနိုင်ငံအရှေ့ပိုင်းကမ္ဘောဒီးယားမြောက်ပိုင်းနဲ့အနောက်ပိုင်းတို့အပြင်ထိုင်းနဲ့ဗီယက်နမ်နိုင်ငံတွေကငှက်ဖျားယောဂါပိုးရှိသူ1200ကျော်ရဲ့သွေးတွေကိုစစ်ဆေးခဲ့ရမှာ မြက်ပြားတိုက်ဖြတ်စည်းတွေကိုရင်ပါနေတာတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။အလားတူပဲမြန်မာနိုင်ငံအလဲပိုင်းမှာလည်းငှက်ပြားစေးမတိုးတော့တဲ့လူနာတွေများပြားလာနေတယ်လို့ပညာရှင်တွေကပြောပါတယ်။အခုလိုအရှိတောင်အရှမှာငှက်ပြားတိုက်ဖြတ်စည်းရင်ပါမှုတစ်နေ့တခြားပွားများလာနေတာကိုအလေးနက်ထားပြီးဖြစ်ရှင်းရမယ့်အချိန်ရောက်နေပြီလို့လည်း Oxford တက္ကသိုလ်ကဆေးသိပ္ပံပညာရှင် Nicholas White ကသတိပေးပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာအမေရိကန်ဒေါ်လာ25သန်းယင်းနှီးမြုပ်နှံမဲ့အစီအစဉ်ကိုပယ်ဖျက်လိုက်တယ်လို့ဂျပန်နိုင်ငံ ANA လေကြောင်းလိုင်းကုမ္ပဏီကသတင်းထုတ်ပြန်ပါတယ်။ ANA or Nippon Airways လေကြောင်းကုမ္ပဏီဟာရန်ကုန်အခြေစိုက် Asia Wing လေကြောင်းလိုင်းမှာအစုရှယ်ယာ49ရာခိုင်နှုန်းယင်းနှီးမြုပ်နှံဖို့2023ခုနှစ်ဩဂုတ်လတွင်သဘောတူလက်မှတ်ရေးထိုးထားခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံအတွင်းမှာလေကြောင်းလိုင်းအသစ်တွေနဲ့ဟောင်းတွေကြားပြိုင်ဆိုင်မှုမြင့်မားပြီး ပြင်ပပတ်ဝန်းကျင်မှာလည်းမြန်ဆန်တဲ့ပြောင်းလဲမှုတွေကြောင့်မူလဆုံးဖြတ်ချက်အပြောင်းလဲဖြစ်သွားခဲ့ရတာလို့ ANA လေကြောင်းကုမ္ပဏီရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်ရှင်။ ဒီညအတွက်သတင်းကဏ္ဍကိုဒီညနဲ့ရနာခွင့်ပြုပါ RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်မကြာခင်မိနစ်ပိုင်းတွင်မှာပဲသတင်းဆောင်မတွေကိုဆက်လက်ပြီးတင်ဆက်ပေးမှာပါကျွန်တော်တို့ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ9နာရီထိညစဉ်ထုတ်လွှင့်ပေးနေပါတယ်ဝေဖန်ကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါတယ်ရှင် ုတ်မြင်တမ်းကြားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါရှင်။အခုအစီအစဉ်ဒုတိယပိုင်းမှာသတင်းပေးပို့ချက်တွေသတင်းဆောင်မတွေကိုဆက်တိုက်ထုတ်လွှင့်ပေးမှာပါ။လိုင်သာယာမြို့နယ်မှာရှိတဲ့ Master Sports ဆက်ယုံကအလုပ်သမားတွေဟာဆက်ယုံပိုင်ရှင်ကပေးတဲ့ရောချင်းငွေရယူပြီးဖြစ်တယ်လို့အလုပ်သမားဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ဦးဝင်းရှိန်ကပြောဆိုခဲ့တဲ့အကြောင်းဒီအပတ်ထုတ်ပြည်မြမာဂျာနယ်မှာဖော်ပြခဲ့တဲ့သတင်းဟာမဟုတ်မနဲ့ကြောင်းလုံသမားကိုယ်စားလှယ်တွေကဒီကနေ့သတင်းစာရှင်းလင်းပွဲပြုလုပ်ပါရတယ်။ RFI တင်တောင်မဝေမှာထွန်းကစူးစီးတင်ပြထားပါတယ်ရှင်။ဒီတပတ်ထုတ်ပြည်မမာဂျာနယ်မှာ Master Sport စက်ယုံကအလုတ်သမားတွေအနေနဲ့စက်ယုံပိုင်ရှင်ကပေးရတဲ့ရော်ကြီးကိုရယူပြီးဖြစ်တယ်လို့အလုတ်သမားဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ဦးဝင်းရှိန်ကပြောဆိုရဲဆိုတဲ့သတင်းပါရှိခဲ့ပြီးဒီသတင်းဟာမဟုတ်မှန်တဲ့အကြောင်းအလုတ်သမားကိုယ်စားလှယ်တွေကဒီနေ့88မျိုးဆက်ငင်းချမ်းရေးနဲ့ပွင့်လင်းလူအဖွဲ့အစည်းရုံးကမှသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။ အလုသမားတွေအနေနဲ့သူတို့အလုဆင်းခဲ့တဲ့ဇွန်လအတွက်လစာကိုရယူမယ်ဆိုလို့ရှိရင်ကျန်တဲ့တောင်းဆိုမှုတွေမပြုလုပ်ရတော့ဘူးလို့အလုရှင်ဘက်ကတောင်းဆိုခဲ့တာကြောင့်အလုသမားအများစုဟာလစာကိုလက်မခံသေးပဲစက်ယုံရှိမှဆက်လက်ဆန္ဒပြနေစေဖြစ်တယ်လို့သိရပါတယ်။သူကအလုသွားလျှောက်ပြီးဆိုရင်ဘယ်ရလဲ Master Sport ဖက်နဲ့ဆိုင်ပါဆိုရင်မင်းတို့ဒီကိစ္စတွေမရှင်းသေးဘူးရှင်းမှလာခဲ့ပါလုံးဝညှင်းဆန်ထားတာတော့မရှိပါဘူးမင်းတို့ဒီကိစ္စရဲ့ရှင်းမှလာခဲ့ပါဆိုပြီးသူတို့ကခေါ်ပါတယ်လက်မခံဘူးအဲ့လိုမျိုးဖြစ်နေတယ် တကယ်တမ်းဆိုလို့ရှိရင်နေစားတွေအလုတ်ကျန်းနေစားတွေပျံနေပါတယ်ပဲအဲ့လိုမျိုးလိုက်လုတဲ့လူတွေများပါတယ်ဆောင်းရှင်မှလေမနေ့ရက်နေ့ကိုပဲစင်းရင်ကောက်လိုက်တာကို600ကျော်900နီးပါးလောက်ရှိပါတယ်သူတို့တွေကမနေ့ကတော့ဒီလစာတွေရမယ်ဆိုပြီးတော့သူတို့အဲ့လိုမျိုးလာကြပါတယ် Master Sports ရုံကအလုတ်သမားအရေးကို88မျိုးဆက်ငင်းချမ်းရေးနဲ့ပွင့်လင်းလူအဖွဲ့အစည်းကအလုတ်သမားရေးဆောင်ရွက်နေသူတွေကဝိုင်းဝန်းဖြစ်ရှင်းပေးနေတယ်လို့သိရပါတယ်။ ဒီစက်ယုံကိစ္စကိုအစိုးရကဖြေရှင်းရမှာအားနည်းမှုတွေရှိနေပြီးမြန်မာနိုင်ငံရဲ့အလုံသမားဥပဒေဟာလည်းအလုံသမားတွေအတွက်အခွင့်အရေးနယ်ပါးကြောင့်အလုံသမားရေးဆောင်ရွက်နေသူတွေကပြောကြပါတယ်ဒါကဘာလဲဆိုတော့ကျမတို့အလုသမားအလုယုံနဲ့အလုသမားဥပဒေရဲ့အားနည်းချက်တစ်ခုလို့ကျမကမြင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီအလုသမားတွေရဲ့ဒီပေါ့နော်အခြေအနေတွေပေါ်မှာမူတည်ပြီးတော့ခုံရုံးတွေကိုဖွဲ့တယ်။ခုံရုံးအသီးသီးမှာရှိနေတဲ့ ပေါ့နော်တာဝန်တွေကလည်းဒီဟိုဥပဒေအရာတရားစွဲဆိုခွင့်တို့ဘာတို့ညာတို့ဆိုတဲ့အဆင့်ထိအောင်မရောက်လာနိုင်ဘူးလေဒါဟာအားနေချက်တစ်ခုပဲဖြစ်လာပြီဆိုလို့ရှင်ကတော့အလုသမားယုံအလုသမားဝင်းကြီးဌာနအနေနဲ့တာဝန်ရှိတယ်တရားစွဲဆိုပေးရမှာလဲသူပဲတရားစွဲဆိုပေးရမှာညနာသေးလို့ထင်တယ်ဆိုတရားမှုတွေအဲပြန်ပြီးတော့တရားစွဲပါပေါ့အလုသမားတွေပြောတယ် တကယ်တကယ်တရားမမှုနဲ့အလို့သမားတွေကတရားဆွဲဆိုဖို့ဆိုတာအင်မတန်ကိုမှခက်ခဲပါလေဖြစ်လဲမဖြစ်နိုင်သူတို့ရေလုံခလားဓာတ်တွေပြန်လေရရှိဖို့ပြီးတော့သူတို့အလုံးရဲ့ဆဲပိတ်သိမ်းတဲ့မျက်နာကြီးတွေပြန်လေရရှိဖို့အတွက်ကိုကျမအနေနဲ့တိုက်တွန်းချင်ပါတယ်ဒါကအလို့သမားဝန်ကြီးဌာနကနေပြီးတော့တာဝန်ယူပြီးတော့ဖြေရှင်းရမယ့်ကိစ္စပါ အလုသမားတွေဟာအလုရှင်ကိုတရားစွဲဆိုလိုကြပေမဲ့တရားစွဲဆိုနိုင်တဲ့အချက်တွေကိုစောင့်ဆိုင်နေရတာတွေရှိပြီးတရားစွဲဆိုဖို့ကုန်ကြမဲ့ငွေကြေးကျွမ်းကျင်မှုပိုင်းတွေမှာလည်းလိုအပ်မှုတွေရှိနေတယ်လို့သိရပါဗျ။ လက်ရှိမှာအလုသမားတွေအနေနဲ့အစိုးရရဲ့ဖြည့်ရှင်းပေးမှုကိုသာဆောင်ဆိုင်နေရပြီးအလုသစ်ဝင်ရောက်ဖို့အတွက်ရှောက်ထားရမှာလဲစက်ရုံအတော်များများကခန့်အပ်လိုမှုမရှိတာကြောင့်အလုသမားဝန်ကြီးဌာနကကတိပေးထားတဲ့အတိုင်းအလုရှာဖွေပေးဖို့ကိုအလုသမားတွေကလိုလားနေကြပါတယ်အခုဒီလိုအတိုင်းအတာတွေဖြစ်နေတဲ့အတွက်သူတို့ကဘဝကဆိုတာမရခဲ့ပါဘူးဒါကြောင့်မို့လို့လဲဘာမိန်းကလေးတွေကဘဝမပြည့်စင်တယ်တက်ခဲ့ရပါတယ်အခုကျမတို့မိန်းကလေးတွေဘဝ ဘာလို့ကျမတို့မိန်းကလေးတွေဘွားပြတ်ခဲ့ရလဲဆိုတော့အခုလိုမျိုးအဖြစ်ပြက်တွေကြောင့်မိန်းကလေးတွေတော်တော်များများဘွားပြတ်ခဲ့ရတာ။ဘာကြောင့်မလို့ဒီသက်ဆိုင်ရာမိန်းကလေးတွေတခုအလုံးစပါအဖွဲ့အစည်းတွေစခါးတွေအများကြီးရှိခဲ့ပါလား။အခုအသက်ဆိုင်ရာကနေအများဆုံးသူတို့ကလည်းဖြေရှင်းပေးပါလို့ပြောကြတယ်။ Master Sport ဆက်ယုံဟာဇွန်လ26ရက်နေ့ကပိတ်သိမ်းခဲ့တာဖြစ်ပြီးအလုံရှင်ဟာထွက်ပြေးတိမ်းရှောင်နေတာဖြစ်ပါတယ်။ အလုသမားဝန်ကြီးဌာနကအလုရှင်မရှိတဲ့အတွက်အစက်ယုံမန်နေဂျာကို တရားစွဲဆိုထားပါတယ်။အလုသမားတွေအနေနဲ့ကတော့သူတို့ရရှိမဲ့လောက်ခလာစာနဲ့နင်နာကြီးကိုရယူလိုကြတဲ့အတွက်တောင်းဆိုနေကြတာပဲဖြစ်ပါတယ်ရှင်။ RFA တင်းတော့မဲ့ဝေးမှာထွန်းတင်ဆက်သွားတာပါရှင်။အခုဆက်လက်ပြီးတော့ RFA ရေဒီယိုကနေနှစ်ပတ်တစ်ကြိမ်ထုတ်လွှင့်နေတဲ့ဒီမိုကရေစီခီးကျန်းတဲ့ဒေါက်ဆဲစုကြည်အစီအစဉ်တွေကဒေါက်ဆဲစုကြည်ရဲ့ဖြည့်ကြားချက်တချို့ကိုထုတ်လွှင့်ပေးပါပါကျမတို့ဝိုင်းတော်သားဥက္ကမောင်ဆိုးကစီစဉ်တင်ဆက်ထားပါတယ်ရှင် ွင်လန်းချမ်းမေ့ကြပါရဲ့လားခင်ဗျာဒီမိုကရေစီခီးကျမ်းတဲ့ဒေါ်အောင်ဆန်းစုကြည်အစီအစဉ်ကိုကျွန်တော်စတင်ပါရစေမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူအခွင့်ရေးအထူးကိုယ်စားလှယ် Miss Yan Healy နဲ့ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခဲ့တဲ့သတင်းကိုကြားရပါတယ်သူ့ကိုဘယ်လိုများဒေါ်အောင်ဆန်းစုကြည်ရှုမြင်ပါသလဲခင်ဗျာဘာလို့တူတူတော်ကိုလေးကိုအခြေအနေကိုနားလည်တယ်လို့ထင်တယ်နော်အဲနားလာပြီးတော့တွေ့နေတဲ့တွေ့မိတဲ့လူတွေမိပြီးတော့တော်တော်ချစ်ပြီးတော့လုံနိုင်တယ်လို့တော့မျှော်လင့်ပါတယ် မြန်မာနိုင်ငံကလူအခွင့်အရေးအခြေအနေတွေနဲ့ပတ်သက်ပြီးမစ်ရန်ဟီလီချင်းကပ်ပုံဟာသူ့အရင်ကမြန်မာနိုင်ငံဆိုင်ရာလူအခွင့်အရေးကိုယ်စားလှယ်တွေတဲ့ပို့ပြီးအလေးအနက်ရှိတဲ့လူရောပြောနိုင်မလားခင်ဗျာအဲ့လိုချက်ချင်းဟိုမချက်ချလို့တော့မရသေးဘူး။အရင်လူခရိတ်ကိုဦးစလေတွေကလည်းနည်းနည်းနဲ့နဲ့လုပ်ကြပါတယ်။သူတော်ဝင်နေသူတို့ကြေကြပါတယ်။ဟိုသူပြောတာတွေဟိုဟိုမကတော့သဘောကျပါတယ်။သူလုပ်ထားရင်လည်းကောင်းပါတယ်။ဒါပေမဲ့ဒီလိုစောစောစီးစီးပေါ်တော့အရင်လူတွေတဲ့ပို့ပြီးနည်းနည်းနဲ့နဲ့လုပ်နိုင်ရဲ့ လို့ပြောတာတော့အရင်လူတွေပေါ်မှာလည်းတရားမျှတမှုမရှိရရောက်နိုင်တယ်လေအဲ့တော့ဒါစောင့်ကြည့်ရပေါ့ဒီကတော့တော်တော်ကိုအလုပ်ကိုလည်း PP payment လုပ်နိုင်တယ်ပေါ့နော်ဒီအခြေအနေတွေကိုတော်တော်နားလည်မှုရှိတယ်ပုံတော့ပေါ်ပါတယ်နေစည်းမချာဆရာဝန်များအဖွဲ့ MSF လို့ကမ္ဘာအလဲမှာထင်ရှားတဲ့ကုညီရေးအဖွဲ့တစ်ခုကိုမြန်မာနိုင်ငံမှာဝင်ရောက်လုပ်ကင်ခွင့်မပြုဘူးဆိုတဲ့ဆုံးဖြတ်ချက်မျိုးကိုနိုင်ငံတကာအနေနဲ့နားလည်ဖို့အတော်ခက်ပါတယ်ခင်ဗျာ အဲ့ဒီလိုပြဿနာမျိုးကိုကျွန်တော်တို့ဘယ်လိုချင်းကပ်ဖြေရှင်းကြမလဲခင်ဗျာပြဿနာတော်တော်များများလို့ပေါ့နော်မဖြစ်ခင်ကတားဆီးတာတော့အကောင်းဆုံးပဲဖြစ်ပြီးမှဆိုလို့ရှိရင်ပြန်ပြောပြင်ရတာတော့လွယ်တာမဟုတ်ဘူးတစ်ခါလေဆိုရင်လည်းတတော်ကိုဒီဟာတွေကပိန်မွေ့တာကြောင့်မဟုတ်လို့အချိန်ယူပြီးတော့ဖြေရှင်းရတယ်လို့မြင်ခဲ့ဘူးပါလေဒီလိုတွေ့ကြနေလို့ဆိုရင်ဟုတ်တယ်လေအင်္ဂါနေ့ကကျင်းပတဲ့လွှတ်တော်အစည်းအဝေးမှာဥက္ကဋ္ဌကြီးသူရဦးရွှေမန်းက PR စနစ်ကိုသူလက်မခံနိုင်ဘူးလို့လည်းပြောပါတယ် ဟဲတဆက်ထဲမှာပဲအဲ့ဒီစနစ်ကိုကျင့်သုံးဖို့ဥအောင်စင်တင်ပြတဲ့အဆိုကိုအတီးပြုတ်လိုက်ကြောင်းလဲကျင့်ကြပါရခင်ဗျာအဲ့လိုပြောကြတဲ့အတွက်လွှတ်တော်အမတ်တွေအပါဝင်အတော်လေးရှုပ်ထွေးသွားကြပါတယ်ဒီကိစ္စကိုဒေါ်အောင်ဆန်းစုကြည်ကရောဘယ်လိုနားလဲပါသလဲခင်ဗျာအခုဒီဟာဒေချာမေးပါတယ်အဲ့ဒီဟာတော့လေဟိုကတော့ထုတ်ပြန်ထားတဲ့ကြေညာချက်ကိုပဲဖတ်လိုက်ပါဘာလို့အသေးစိတ်ပြောရမှာဆိုနေနေရှိတယ်ခတ်တူလို့ပြောရင်တော့ ဥက္ကဋ္ဌကြီးပြောတာကမြန်မာပြည်နဲ့တင့်တော်တဲ့ရွေးကောက်ပွဲစနစ်တစ်ခုနဲ့ပတ်သက်လို့လေ့လာဖို့ကော်မရှင်ဖွဲ့မယ်ဆိုဒါတော့ PR ရဲ့လို့မဟုတ်ဘူးပေါ့မြန်မာပြည်နဲ့တင့်တော်တဲ့ရွေးကောက်ပွဲစနစ်တစ်ခုအဲ့ဒါတော့ကော်မရှင်ဖွဲ့ပြီးတော့လေ့လာတာလည်းဘာမှအမှားမရှိပါဘူးအဲဟောမြန်မာတော့နားမလည်လို့ရှိရင်ထမေးอยู่မယ်ဘာတော့ထမေးတာပေါ့နားမလည်တော့ပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန်မြို့က Vintage Hotel မှာလာရောက်တဲခိုတဲ့ဧည့်သည်တွေကိုဝန်ထမ်းတွေကဒူးထောက်ကြိုဆိုဖို့ တင်နန်းပေးညွှန်ကြားခဲ့တာကိုသိရှိရတဲ့အတွက်တက်ဆိုင်ရာဝင်ကြီးဌာနကခေါ်ယူတရိပ်ပေးခဲ့ရတယ်လို့ဒီအပိုင်းတွင်ကြေညာခဲ့ပါတယ်ခင်ဗျာဒီလိုလူဂုံတိုက်ခါမဲ့တဲ့ခိုင်းစေမှုမျိုးကိုဒေါ်အောင်ဆန်းစုကြည်ကဘယ်လိုမြင်ပါသလဲခင်ဗျာအမားကလိုအမကြိုက်ဘူးဟိုဒူးထောက်ပြီးကြိုးစရာလည်းမလိုဘူးလက်အုပ်ချပြီးကြိုးစရာလည်းမလိုဘူးဒါမှမဟုတ်ဗမာရင်ကျင်းမှုကဒီလိုလက်အုပ်ချပြီးတော့ကြိုးစိုးရဲဆိုတာမော်ဝါရောဟာခုံးတော်ကြီးတွေကလုပ်နေရှိတယ်လေ ဒါမောရင်ကြီးမှုကဒီတိုင်းပဲအခုနောက်ပိုင်းမှာဟုတ်လူလက်ဥချီဒူလူလက်ဥချီဖြစ်လာတာပါဟုတ်ကဲ့ခင်ဗျကျွန်တော်တို့ငငယ်ရောလက်ဥချီတယ်ဆိုတာဆရာဆရာမနဲ့တန်ဃာတော်ကြီးပဲရှိပါတယ်ခင်ဗျဟုတ်ကဲ့ဒါပဲနိမောရင်ငငယ်တုန်းကလည်းဒီတိုင်းပဲအခုကျတော့ဒီလိုမဟုတ်တော့ဘူးအဲ့တော့မာတော့ဒီလိုဒူးထောက်ထားလို့မာရင်လည်းမကြိုက်ဘူးဘာဖြစ်လို့လဲဆိုတော့တကယ်အရေးကြီးတာလူလူချင်းအခင်ငယ်မင်းမင်းမှမှန်ကန်ကန်စေနာမေတ္တာနဲ့ဆက်ဆံမှုပါပဲအဲတစ်ဆက်ထဲမှာပဲဒီကိစ္စကို Facebook လို့ အင်တာနက်လူမှုစာမျက်နှာတွေကတဆင့်သိရှိလို့အရေးယူနိုင်ခဲ့တယ်လို့ဆိုပါရယ်တကယ်တော့ဒီလိုလူကုန်တိုက်ခါကင်းမဲ့တဲ့လောက်ရမျိုးခိုင်းစေတာကိုမြန်မာပြည်ကစားတောက်ဆိုင်တွေကလပ်တွေမှာဖြစ်ပေါ်နေတာလဲအတော်ကြာပြီလို့သိရတယ်ခင်ဗျာဒါမျိုးကိုအများပြည်သူပြောမှသိတာမျိုးဒါမှမဟုတ်ကြိုးတင်သိရှိမြန်မြန်ဆန်းဆန်းအရေးယူနိုင်တဲ့နီလန်စီကမျိုးတွေမရှိသေးဘူးလားခင်ဗျာ ရှိနေတာပေါ့ဟာကိုယ်တိုင်ကတော့အဲ့လိုစားသောက်ဆိုင်တွေ night club တို့သွားတယ်လေမရှိတော့အဲ့လိုမှလုထတော့မသိဘူးဒါမှလည်းတချို့ဟိုတယ်မှာတော့မြင်ဘူးတယ်ဒါနဲ့ဟာလက်ထခိုင်းတာတောင်ရှိတယ်အဲ့လိုမပေးပါနဲ့ပေါ့နော်သူဒူးထောက်ပြီးပေးတာတွေပါလေဒီမိုကရေစီခီးချန်တဲ့ဒေါ်အောင်စန်းစုကြည်အစီအစဉ်ကိုဒီပတ်ဒီမှာနေရန်နာခွင့်ပြုပါခင်ဗျာအားလုံးပဲရှင်လန်းချမ်းမြေကြပါစေခင်ဗျာ RFI Radio အသံလွှင့်အစီအစဉ်တွေကိုနေ့စဉ်နေ့တိုင်းမနေ့9နာရီကနေ့7နာရီထိတစ်ချိန် ညဘက်ပိုင်းမှာ9နာရီကနေ10နာရီအထိတစ်ကြိမ်အမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်ကနေပြီးတိုက်ရိုက်ထုတ်လွှင့်နေပါတယ်။ RFA အသံတွင်အစီအစဉ်တွေမှာနေ့စဉ်သတင်းနဲ့သတင်းပေးပို့ချက်တွေဒါအပြင်ဆက်သွယ်မေးမြန်းချက်တွေအပတ်စဉ်ကဏ္ဍဆောင်းပါးတွေကိုလည်းပဲထုတ်လွှင့်ပေးပါတယ်။ဒါတွေအပြင်နေ့စဉ်မနေ့ပိုင်းအစီအစဉ်မှာတိုင်းရင်းသားဘာသာစကား9မျိုးကို အလှည့်ကျထုတ်လွှင့်ပေးပါတယ်။တနင်္ဂနွေနေ့တွေမှာတော့ ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့သတင်းတွေမျက်မှောက်ရေးရာအခြေအနေတွေနဲ့ပတ်သက်ပြီးတနင်္ဂနွေဆွေးနွေးပွဲသကဝိုင်းအစီအစဉ်ကိုမနေ့ပိုင်းမှာရောညဘက်မှာပါနှစ်ကြိမ်ထုတ်လွှင့်ပေးပါရစေ။ RFA ရုံမြင့်တန်းကြားအစီအစဉ်တွေကိုတော့ည၈နာရီခွဲကနေပြီးည၉နာရီအထိနိုင်ဝက်ကြာထုတ်လွှင့်ပေးနေပြီးတော့အဲ့ဒီအစီအစဉ်ကိုပဲနောက်တစ်နေ့မနေ့9နာရီခွဲမှာတစ်ကြိမ်မွန်းလွဲ၁နာရီမှာတစ်ကြိမ်ပြန်လည်ထုတ်လွှင့်ပေးနေတဲ့အကြောင်းအသိပေးလိုပါရစေ။ နေ့စဉ်အစီအစဉ်တွေကိုသတင်းနဲ့သတင်းပေးပို့ချက်တွေတိုင်းရင်းသားအစီအစဉ်တွေနဲ့ထုတ်လွှင့်ပေးပါတယ်။စနေနေ့ညဘက်မှာထုတ်လွှင့်တဲ့အပတ်စဉ်ရုပ်သံမဂ္ဂဇင်းအစီအစဉ်ကိုနောက်တစ်နေ့တင်းငွေနေ့နဲ့တင်းလာနေ့တွေမှာပြန်လည်ထုတ်လွှင့်ပေးနေပါတယ်။ RFA ရဲ့အစီအစဉ်တွေဆက်လက် ထုတ်လွှင့်ပေးနေပါတယ်။ရခိုင်ပြည်နယ်စစ်တွေမြို့ဟာစာတင်ကြောင်းတချို့မှာကျောင်းဆောက်အုံနဲ့စာတင်ကုန်းတွေအလုံးလောက်မရှိတဲ့အတွက်တင်ကြားရေးအခက်အခဲတွေ့နေရပါတယ်။ RFA ဝိုင်းတော်သားကုခင်မောင်စုမေယံတင်ပြထားပါတယ်ရှင်။ ရခိုင်ပြည်နယ်စစ်တွေမြို့စက်ရိုးကြကရက်ွက်ကမူလာတန်းလွန်စာတင်ကြောင်းကိုမြင်တွေ့ရတာဖြစ်ပါတယ်အခုဒီကျောင်းမှာကျောင်းသားကျောင်းသူပေါင်း300ကျော်အထိပညာသင်ကြားနေကြပါတယ်အဲ့ဒီကျောင်းမှာစာသင်ကုန်ဆိုတာမရှိ အတန်းခွဲထားဖို့နေရာကန့်သက်လို့လည်းမရသင်ကြားတဲ့ဆရာဆရာမကလည်းလုံလောက်မှုမရှိပါဘူး ခုံမရှိသေးတဲ့နဲ့စာတင်ရတာသူတို့နေရာထိုင်ရတာလေနေရာတရားလေးမကောင်းဘူးပေါ့နော်သူတို့စာတင်ရတာလေးမကောင်းဘူးပြီးလို့ရှိရင်ဟိုပေါ့စနေလေးမကြဘူးပေါ့ဖုန်တွင်လေးနဲ့ဆိုစနေတကြလေးကြတယ်ကျမတို့အခုဘလောက်ပြသူတို့ကိုတန်စီပစ်ထားတာစာရေးလို့ရှိရင်သူတို့တက်မစီနိုင်တော့ဘူးခြောင်တွေးနေရာတွေတော်တော်ပြီးရေးရတယ်နဲ့ကျမတို့ကထိမ့်သိမ်းရတာလေးခက်တယ်အဲ့လိုမျိုးရှိပါလားရခိုင်ပြည်နယ်အစိုးရနဲ့နေပြည်တော်ပြည်ထောင်စုအစိုးရပိုင်းမီဒီယာတွေကနေအခုစိုက်ရိုးကြကာကြီးရက်ွက်အတွက်စာတင်ကြောင်း ဆောက်လုပ်ပြီးစီကြောင်း ဒီနေ့အစောပိုင်းကသတင်းဖော်ပြခဲ့ပါတယ်2013 2014မှာကျွန်တော်တို့ဆေးရွက်ခတ်ခွေမူလန်ကျောင်းကိုကျောက်ဆာတိုက်တဆောင်ကျွန်တော်တို့ဆောက်လုပ်ခင်းရတယ်လို့ကြားသိရပါတယ်အဲ့ဒီကျောင်းဆောင်တိုက်ဆောက်လုပ်ထားပြီးတာကိုလည်းကျွန်တော်တို့ပြင်စားဝကြီး FN နဲ့ကျွန်တော်တို့နေပြည်တော်ရခိုင်တိုင်းရင်းသားအစီအစဉ်ကဆေးရွက်ရက်ွက်ခတ်ခွေမူလန်ကျောင်းမှာကျောင်းဆောင်လုပ်ပြီးတာကိုကြေညာ တော့တာလေကျွန်တော်တို့ကြားသိရပါတယ်တကိတကိလက်တွေ့မြေပြင်အခြေအနေမှာဒီချေရခတ်ခွေမှုလဲကြောင့်မှာ ကြောင်းလုံးဝဆောက်လို့မရှိတာကိုတွေ့ရှိရနေတယ်ကျွန်တော်တို့အတွက်အခက်ခဲတွေရှိနေပါတယ်ကျောင်းကော်မတီမှာပါတဲ့မိဘတွေဆရာဆရာမတွေကအခုလိုပျက်စီးနေတဲ့ကျောင်းဆောင်ကိုပြုပြင်ဖို့စာသင်ကုန်တွေလှူဆောင်ပေးဖို့အစိုးရတာဝန်ရှိသူအစဉ်စဉ်ကိုအရင်ကတည်းကအဆက်မပြတ်တင်ပြခဲ့တယ်လို့သိရပါတယ်။ လက်ထုပ်ဆေးနှိပ်ဆေးသွင်းကားမှာကျွန်တော်တို့ဟိုစူးစမ်းနေတယ်ကျွန်တော်တို့အချင်းချင်းလေးဟိုဆရာမကြီးလေးအထက်ဟိုတင်ပြခဲ့တယ်ကျုပ်ကျုပ်မလုံမလောက်နဲ့ပတ်သက်ပြီးတော့ကျုပ်တော့အောင်းများတဲ့ကျောအတွဲကျောဟိုအထက်ကိုလေးကျွန်တော်တို့ဆရာမကြီးနေလဲတောင်းလို့ရှိတယ်ဟိုထားအုပ်ချုပ်မှုနေလဲလဲကျွန်တော်တို့ဟိုတောင်းလို့ရှိတယ်ကျွန်တော်တို့စီကိုကျောက်ကအစခွန်ကအစအစကိုကြီးစောက်ချောင်းမေဆိုရင်တော့ကျွန်တော်တို့အနေနဲ့ အထူးပဲကျေးဇူးတင်ပါတယ်ခလေးတွေကတနေ့လာရင်လေဒီကျမ်းပြင်ပါပဲတနေ့တိုင်းလေကျမ်းပြင်ပါပဲခလေးတွေကအဖျန်းနာလေးရှိတယ်ခဏခဏဆေးရုံကိုသွောနေကြတယ်အဲအဲ့ဒါအဲ့ဒါကြောင့်ကျွန်တော်တို့ခုံကိုလေအေးနိုင်ငံတော်အစိုးရအနေနဲ့ကျွန်တော်တို့ဟိုအေးရခိုင်ဖက်ကပဲအစိုးရဖွေးစည်းတွေကလေခုံကိုအလုံးလောက်ပေးရှင်တယ်အဲကြောက်စားတွေကောက်ကောက်မွန်မွန်စာသင်ရအောင်လို့ကျွန်တော်တို့အထူးလူရှင်နေတယ်ဟာတာကို အလားတူမူလာတန်းနဲ့အလဲတန်းကျောင်းသူကျောင်းသားပေါင်း900ကျော်ပညာသင်ကြားနေတဲ့စက်ရိုးကြခမူလွန်ကျောင်းမှာလဲကျောင်းဆောင်လုံလောက်မှုမရှိတာအပြင်စာသင်ကုန်တွေလည်းလုံလောက်မှုမရှိတဲ့အတွက်ကျောင်းသားကျောင်းသူတွေကျမ်းမြင်ပေါ်မှာဖြာခင်းပြီးပညာသင်ယူနေကြရပါတယ်အဲ့ဒီအတွက်ပင်မကျောင်းဆောင်ပေါ်မှာမနေ့ပိုင်းကျောင်းသားနဲ့နေ့လယ်ပိုင်းကျောင်းသားဆိုပြီးအချိန်နဲ့အဖွဲခွဲပြီးအလှည့်ကျပညာသင်ကြားပေးနေရပါတယ် ဒါအပြင်တရုတ်ကုမ္ပဏီတွေလူဒန်းထားတဲ့အိမ်တွေကိုလည်းယာယီစာသင်ခန်းအနေနဲ့လုပ်ထားရပါတယ်။အခုလိုအခြေအနေတွေဟာစစ်တွေမြို့မာရင်သာမက ရခိုင်ပြည်နယ်အနှံ့မှာလည်းစာသင်ကျောင်းကောင်းကောင်းမရှိတဲ့အတွက်ကလေးငယ်တွေပညာသင်ကြားရေးအခက်အခဲတွေ့နေကြရပါတယ်ခင်ဗျာ။ကိုကမဆုံးမင်းတင်ပြသွားတာပါရှင်။ ဒီညတွေ့ RFA ရုပ်မြင်သံကြားအစီအစဉ်တွေလည်းဒီမှတင်ပြဆုံးပါပြီ။ကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်။မင်္ဂလာပေါင်းတဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ကြပါစေရှင်။